စစ်တပ်အတွင်းရှိ အရာရှိစစ်သည်များနဲ့မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပေးကြရရန်နဲ့ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်ရန်မရောက်နိုင်ကဖိအားပေးညွှန်ကြားနေကြောင်းသိရပါသည်။အကြံပတ်စစ်တပ်တွင်အရာရှိစစ်သည်နဲ့မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပေးရန်မရောက်နိုင်ကဖိအားပေးအမိန့်ပေးညွှန်ကြားလျက်ရှိကြောင်းသိရပါသည်။ဂျမန်နေ့အောက်တိုဘာလ16ရက်နေ့ကိုကိုကျွန်းတက်နယ်သို့ရောက်ရှိခဲ့သောအကြံဖက်မရောက်နိုင်ကစစ်သည်အရာရှိများနဲ့တွေ့ဆုံစဉ် ထို့သောရွေးကောက်ပွဲတွင်စစ်တပ်နှင့်တပ်ဆိုင်သူများဆန္ဒမဲပေးကြရန်ဖိအားပေးအမိန့်ပေးလာခြင်းဖြစ်ကြောင်းသိရပါသည်။ကိုကိုကျွန်းတပ်နယ်တွင်မရောက်နိုင်ကမကြမီးအချိန်တွင်ရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ဆန္ဒမဲပေးရာတွင်မိမိတို့ဒေသနှင့်နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာဆောင်ထိန်နိုင်သည့်သူထိုတောင်ဝအရေးသုံးပါးကိုလိုက်နာဆောင်ထိန်လိုက်နာနိုင်သည့်သူနိုင်ငံရေးစီးပွားရေးကာကွယ်ရေးအမြင်ရှိသူကိုရွေးချယ်ကြရန်လိုအပ်ကြောင်းမရောက်နိုင်ကပြောပါသည်။ တက်ထဲမှာတော့ဘယ်သူကိုမဲပေးပါဆိုပြီးညွှန်ကြားချက်တရားဝင်တော့မထွက်လာသေးပါဘူးဒါပေမဲ့2020လုံးကမဲပေးမဲ့ရက်မတိုင်မီတရက်မှာပြည်ခိုင်ပြုတ်ကိုမဲပေးရမယ်ဆိုပြီးအမိန်ထွက်ပါတယ်အခုလေတက်ချုပ်ရဲ့စကားအရဒုတာဝန်အရေးသုံးပါးစောင့်ထိမဲ့သူနိုင်ငံရေးကာကွယ်ရေးအမြင့်ရှိသူဆိုတာကတော့တက်မတော်ကအငိမ့်စားစစ်ဘုတ်ချုပ်တွေကိုရည်ညွှန်းနေတာပါပြည်ခိုင်ပြုတ်ကလာမဲ့တက်မတော်အရာရှိဟောင်းတွေကိုမဲပေးလို့ပြောနေတာပါပဲရွေးကောက်ပွဲနီးကပ်ရောက်ရင်တော့ ဘယ်သူကိုမဲပေးပါဆိုတာတရားဝင်ညွှန်ကြားချက်ထွက်မဲ့ထင်တယ်ဟုစစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါရယ်ထို့ပြင်မရောက်နိုင်ကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်းရှိအရာရှိစစ်သည်နဲ့မိသားစုဝင်များအားလုံးပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းကိုကိုကျွန်းတပ်နယ်တွေ့ဆုံပွဲတွင်ညွှန်ကြားချက်ပေးထားကြောင်းသိရပါရယ်ဝက်လက်မြုံနယ်ကြောက်ကုန်းရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားကပစ္စည်းများစိတ်ကြိုက်လူရဲယူဆောင်ကြောင်းသိရပါရယ်စကိုင်းတိုင်းဝက်လက်မြုံနယ် ကျောက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားကာနေအိမ်အလုံးရှိပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေကြောင်းနေဦးအောင်ပွဲတော်လှန်အင်အားစုနဲ့ Wallet Information Network မှတာဝန်ရှိသူများကပြောပါရတယ်။အော်တိုဘားလာစကူရဲ့နာနက်9:30မိနစ်ခန့်တွင်အရာတော်မြို့နယ်တလဲပါရွာမှအကြမ်းဖက်စစ်သားနှင့်ပြူစောတိ90ခန့်ကတရံများပစ်ဖောက်ကာကျောက်ကုန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါရတယ်။ထို့သောစစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျောက်ကုန်းကျေးရွာမှာအမျိုးသမီးနှစ်ဦးကိုစစ်သားများကဖမ်းဆီးထားပြီးရွာထဲရှိနေအားလုံးကိုလည်းဝင်ရောက်ဝင်နောက်ကတမိုးကြီးပစ္စည်းအားလုံးကိုစိတ်ကြိုက်ယူဆောင်နေကြောင်းသိရှိရပါတယ်။ရင်းစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်အရာတော်နဲ့ဝက်လက်အဆက်ရှိကျေးရွာများမှာထောင်နဲ့ချီတော့ပြည်သူများဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေကြရပြီးစစ်တပ်စစ်ကြောင်းကလက်ရှိချိန်ထိကျောက်ကုန်းကျေးရွာတွေမှာပြန်လည်ထွက်ခွာခြင်းမရှိသောကြောင့်ပြစည်းမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။ဒီနေ့နာနဲ့ခုနှစ်ခွဲမှာ အရာတော်မြုံနယ်တလဲပါကြေးရွာကိုအင်အား90လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကဝက်လက်မြုံနယ်ကြောက်ကုန်းကြေးရွာကိုပစ်ခတ်ပြီးဝင်ရောက်စီးနင်းတာကြောက်ကုန်းရွာကအမျိုးသမီး2ဦးကိုဖမ်းဆီးထားတယ်စစ်ခွေးတွေကရွာထဲကပစ္စည်းတွေကိုတော့စောက်ခုံးနေပြီးတလဲပါရွာဘက်ကိုတန်နေတယ်စစ်ကြောင်းကမထွက်သေးတော့ရွာထဲပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးဟုနှူးအောင်ပွဲတွန်လိုင်းအင်အားစုမှတာဝန်ရှိသူကပြောပါတယ်အလားတူအော်တိုဘာလ15ရက်နေ့ကလည်း ဝလန်မြုံနဲ့အရှိချမ်းချီရှိမကားရွာမှထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ရှိမကားရွာသည်မှစစ်ဘေးရှောင်ပြည်သူ90ကိုလူသားထိုင်းအဖြစ်ဖမ်းဆီးကာစစ်အုံဆောင်ပစ္စည်းများတဲဆောင်ခိုင်းပြီးစစ်ကြောင်းထိုးလည်ရှိကြောင်းသိရပါသည်။တရင်သာရင်မြုံနယ်တမုတ်ချုံကြီးရွာသည်တက်ဆွဲထားသောစစ်တပ်ကိုဝန်ရောက်တိုက်ခိုက်မှုကြောင့်စစ်သား၄ဦးသေဆုံးကြောင်းသိရပါသည်။တရင်သာရင်တိုင်းတရင်သာရင်မြုံနယ်တမုတ်ချုံကြီးရွာသည်တက်ဆွဲထားသော အကြမ်းဖက်စစ်တပ်ကိုဝန်ရောက်တိုက်ခိုက်ရာ စစ်သား၄ဦးတေဆုံးခဲ့ကြောင်း People's Defense Force မြေခရိုင်တရင်နှင့်မှတာဝန်ရှိသူတဦးကပြောပါရယ်အော်တိုဘားလ16ရက်နေ့နန္ဒဆိုင်တိုင်းခန့်တွင်တမုတ်ကြုံကျေးရွာဒီစတဆွဲထားသောအကြံပတ်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရယ်ထိုတိုက်ပွဲသည်55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံပတ်စစ်တပ်ဖက်မှ၄ဦးတေဆုံးကတော်လှန်ရေးတပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါရယ်တမုတ်ကြုံကျေးရွာအနီးမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်ခဲ့တာပါ အပြဟန်တပ်ဖွဲ့45မိနစ်လောက်ကြာမြင့်ခဲ့ပါတယ်တပ်ဖွဲ့က17နာရီလောက်မှပြီးဆုံးခဲ့တယ်ပူပေါင်းတပ်ဖွဲ့ဘက်ကတော့အထူးကမရှိစုခွာနိုင်ခဲ့တယ်ရန်သူဘက်ကတော့၄កောင်လောက်တည်ဆုံးပါတယ်ဟု People's Defense Force မြိတ်ခရိုင်တရင်နှစ်မှာတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြိတ်ခရိုင်အမှတ်နှစ်တရင်တခွဲနဲ့ကော်တောင်းခရိုင်တရင်တဲ့ Dragon Squad Drone တပ်ဖွဲ့နဲ့တရင်သားမြို့နယ်ပတ်ကားဖတ်တပ်ဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်လေဗနားမြို့နယ်တရချောင်းရွာကိုဘုံလာကျဲသည့်စစ်တပ်၏ drone တစ်စင်းပြတ်ကျပြီး ပြည်ထောင်တပ်ဖွဲ့ကတင်းစီရရှိကြောင်းသိရပါတယ်။ပဲခူးတိုင်းလက်ပဓာမြုံနယ်တရချောင်းရွာကိုဘုံလာကျဲသည့်အကြမ်းဖက်စစ်တပ်၏ drone တစ်စင်းပြတ်ကျပြီးတင်းစီရရှိခဲ့ကြောင်းဒရာဝတီဂလုံတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။အော်တိုဘားလ9ရက်နေ့နာရီ10:30နာရီခန့်တွင်လက်ပဓာမြုံနယ်တရချောင်းရွာကိုဘုံလာကျဲသောအကြမ်းဖက်စစ်တပ်၏ drone တစ်စင်းသည်ဆက်ချွတ်ယုံပြီးပြတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဖို့လို့ပြတ်ကျသွားသော drone ကိုတရချောင်းရွာအနောက်ဘက်တွင်တာယဝတီဂလုံးတပ်ဖွဲ့မှဒိစီရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။စစ်ခွေးတွေကတရချောင်းရွာကို drone နဲ့ဘုံလာကျဲတဲ့အဲဒီမှာစိတ်ချွယုံပြီးတော့ drone ကလေထီးနဲ့ပြုတ်ကျလာတာကျွန်တော်လည်းသတင်းကြားတာနဲ့တွားပြီးတော့ယူဆောင်လာခဲ့တယ်။အခုတော့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပါပြီဟုတာယဝတီဂလုံးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါဗျ။အဆိုပါတရချောင်းရင် အော်တိုဘားလ15ရက်နေ့ကလည်းမီးရှို့ပျက်စီးရန်စစ်ကောင်စီကစစ်ကြောင်းထိုးလာသည့်အချမ်းပဲစစ်ကောင်စီတပ်ကို ီသူကာကွယ်တပ်မတော်အမှတ်နဲ့စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဘူဝါ၂၂ကော်ကဲမှုဖြင့်အမှတ်383တရင်အမှတ်383တရင်ဒါယဝတီရွှေသားမြေပြည်သူကာကွယ်တပ်ဖွဲ့ဒါယဝတီဂလုံပြည်သူကာကွယ်တပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့များကပူပေါင်းတိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှအထိခိုက်ကြဆုံးများခဲ့ပြီးစစ်သား15ထက်မနည်းသေဆုံးကစစ်တုံးပန်းဖြင့်စစ်သား12ဦးကိုဖမ်းဆီးရရှိကာလက်နက်အစုံစကိုးနဲ့ခဲယားများနဲ့စစ်သုံးပစ္စည်းများကိုလည်းသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရှိရပါသည် ဝက်လက်မြုံနယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီးပြည်သူစစ်တပ်ခဖမ်းဆီးခံရရကြောင်းသိရပါဗျ။စကိုင်းတိုင်းဝက်လက်မြုံနယ်ကြောက်ကုန်းရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီးဒေသခံပြည်သူစစ်တပ်ခကိုဖမ်းဆီးထားတယ်လို့ဝက်လက်မြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကထုတ်ပြန်ထားပါဗျ။အော်တိုဘားလစကိုရဲ့မနက်9နာရီမှာအရာတော်မြုံနယ်သလဲပါပြူစောတီကျေးရွာကစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီ90ဝန်းကျင်ဟာလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးကြောက်ကုန်းကျေးရွာကိုဝန်ရောက်ခဲ့တာလို့သိရပါဗျ။နှစ်ဦးတော့အတီးပြုတ်လို့ရတယ်။ အမျိုးသမီးနှစ်ဦးတစားခအနေနဲ့စစ်ကြောင်းကရွာထဲမှာပဲရှိသေးတယ်။ရွာထဲကပြည်သူဝန်ပစ္စည်းတွေကိုယူနေကြတယ်။ရွာပြင်မထွက်သေးဘူးလို့ဝက်လက်ခြေဆိုင်တရင်ရင့်တကပြောပါတယ်။ဝက်လက်မြုံနယ်နေသူတူကလည်းတလဲပါရွာနဲ့ကြောက်ကုန်းထဲကမူးပြစ်တရားပဲခြားတာဘာမှမဝေးဘူး။ကြောက်ကုန်းကခဏခဏစစ်ကြောင်းထိုးခံနေရတယ်လို့ပြောပါတယ်။ဝက်လက်မြုံနယ်ပကဖားရဲ့အချက်လက်တွေရအခုစေုပ်စုစစ်ကြောင်းထိုးတာဟာဒုံးကျည်မြောက်ဖြစ်ပြီးအရင်စစ်ကြောင်းထိုးလုံးကလည်းရွာခံလေးဦးကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရှိဘုံမုံရွာဖြစ်တဲ့လမ်းစုံမှာရှိတဲ့ဝက်လက်မြုံနယ်ထဲကရွာသားကြီးမှာတက်ဝက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလေကြောင်းတက်ခဲ့တဲ့လို့ပြည်သူအချို့တေဆုံးတာရှိခဲ့ကြောင်းသိရပါတယ်။အခုအော်တိုဘောလာပထမပတ်မှာလည်းဝက်လက်မြုံနယ်ရှိချောင်းကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာလို့ကာကွယ်ရေးတပ်တွေနဲ့တက်ဝက်ဖြစ်ပွားခဲ့ပြီးနှစ်ဖက်ထိခိုက်တေဆုံးတာတွေရှိခဲ့ကြောင်းသိရပါတယ်။စစ်ရဲ့အခြေအနေအရဝက်လက်မြုံနယ်ရှိချောင်းကလမ်းပိုင်းတွေအားလုံးကိုတော်လှန်ရေးတပ်ဖွဲ့တွေကအော်တိုဘောလာ9ရက်နေ့ကစပြီးအသုံးပြုခွင့်ယာယီပိတ်ပင်ထားကြောင်းသိရှိရပါတယ်။ ဘောင်းတယ်ရင်ရက်စကားမဂိတ်စကားကိုထွက်လာသည့်ရဲများမိုင်းဆွဲထိုက်ခါရပြီးသူရဲအုပ်နဲ့လက်ထင်းရဲအပြင်းထန်တမ်းရရရှိကြောင်းတီးရပါတယ်။ဘကိုးတိုင်းဘောင်းတယ်မြို့နယ်မုတ်တန်ရက်စကားကတွေတမန်ကြီးရွာဘက်ဂိတ်စကားကိုထွက်ခွာလာတဲ့ရဲတွေကိုတက်ခိုက်ရာသူရဲအုပ်နဲ့လက်ထင်းရဲတို့နှစ်ဦးအပြင်းထန်ထိခိုက်တမ်းရရရှိသွားတယ်လို့ဘောင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့363တက်ရင်ကသတင်းထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ18ရက် မနေ့9နိုင်ဝင်းကျင်ချိန်မှာငုတ်တန်ရဲစခန်းကနေဒူရဲအုပ်အင်မင်တွန်းဆိုသူဦးဆောင်ပြီးစံကဲ30ရဲ9ရောက်နဲ့ထွက်ခွာလာတဲ့အုပ်စုကိုတော်လာရေးတပ်တွေကမိုင်းဆွဲတိုက်ခဲ့တာဖြစ်ပါတယ်။သူတို့သွာလာနေကြလမ်းပေါ်နော်။အဲ့တော့နဲ့ကြိုးတင်မိုင်းဆင်ပြီးစောင့်နေတာပါလို့363ရက်တည်းတရင်စစ်ထောက်လိုင်းရဲတာဝန်ခံရဲဘော်ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ဒူရဲအုပ်အင်မင်တွန်းနဲ့နေထိုင်အောင်တော်ထုံးတို့နှစ်ယောက်အပြင်းထန်တရားရရှိသွားပြီးမှာအလုံးပိတ်ကားတွေနဲ့ပြည်သူစေယုံကိုကိုးဆောင်လိုက်တယ်လို့တီးရပါတယ်။ရဲဘော်က အခုကစုံစမ်းရတဲ့လောက်ကတော့သူရဲ့အုတ်ကတော်တော်ပြင်းတယ်ဒဏ်ရာကနေထိုင်နေပြင်းထန်ပေမဲ့အသက်မသေနိုင်ဘူးလို့တီးရတယ်သူရဲ့အုတ်ကတော့တေမသေးတော့မတီးဘူးပေါ့နော်ဒါပေမဲ့တော်တော်ပြင်းထန်တယ်လို့သတင်းရထားပါတယ်လို့ပြောပါတယ်အဆိုပါအုပ်စုကတမန်ကြီးရွာလမ်းစုံရောက်ပင်အောက်မှာဂိတ်ချပြီးခီးသွားပြည်သူတွေရဲ့စံကယ်တွေကိုဖမ်းဆီးတာတွေအတမစစ်မှုထမ်းဆုဆောင်တာတွေပြည်သူတွေဝယ်လာတဲ့စားတော့ကုန်တွေကိုလည်းတင်းစီကငွေညစ်တာတွေလှုပ်ဆောင်နေပြီးငွေမပေးနိုင်တဲ့ပြည်သူတွေကိုဖမ်းဆီးထောင်ချတာတွေလှုပ်ဆောင်နေတာကြောင့်အခုလိုတက်ခိုက်တာဖြစ်တယ်လို့တီးရပါတယ်